ပြီးခဲ့တဲ့အော်တိုဘာလနောက်ဆုံးအပတ်အတွင်းကစတင်ပြီးအချိန်အခါမဲ့မိုးရွာသွန်းမှုတွေကြောင့်မွန်ပြည်နယ်အတွင်းအစောပိုင်းစိုက်ပျိုးထားတဲ့မိုးစဘာတချို့ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့စပွားဆိုင်တောင်သူတွေနဲ့သက်ဆိုင်ရာဌာနတာဝန်ရှိသူတွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။မွန်ပြည်နယ်အတွင်းနိုဝင်ဘာ17ရက်နေ့အထိမိုးရွာသွန်းမှုတွေရှိနေစေဖြစ်တဲ့အတွက်မိုးမြွာခင်ကလေးကရေသိမ်းထားတဲ့စပွားတွေလှမ်းလို့မရပဲဖြစ်နေကြောင်းဒီစပွားတွေကိုလှောင်ထားတဲ့ပုတ်တွေမဖွင့်နိုင်သေးကြောင်းနဲ့လှောင်ထားတဲ့စပွားတွေလည်းပိုကုန်ပြီဖြစ်ကြောင်းဘီလင်းမြို့နယ်ကစပွားဆိုင်တောင်သူတို့ကပြောပါရယ် ၎င်းကဆက်လက်ပြီးအခုမှရိတ်သိမ်းမဲ့သူတွေကတော့စပားပင်တွေလဲကုန်နေမိုးရေနဲ့ပင်လယ်ရေတက်တာနဲ့ဆုံတော့ရေထဲမှာလည်းမြုပ်နေကြတဲ့ကွင်းတွေရှိတယ်။ရေထဲမြုပ်ကုန်တဲ့စပားတွေကတော့မရိတ်ကြတော့ဘူး။တချို့ဆိုရင်လည်းစပားတွေရိတ်ပြီးတော့လှမ်းဖို့တလင်းမှာပုံထားတဲ့အချိန်မှာမိုးထိကုန်တာမျိုးတွေရှိတယ်။မိုးကလည်းများတော့တလင်းတွေလည်းရေမြုပ်ကုန်နေစပန်းဆိုင်ပြိုးချိန်နောက်ကျတဲ့ကွင်းတွေအနေနဲ့အဆင်ပြေသေးကြောင်း အဓိကအားဖြင့်ရိတ်သိမ်းပြီးသားဇဘာတွေကိုနေမလန့်ရတဲ့အပြင်ရိတ်ပြီးသားဇဘာတွေလည်းရေမြုပ်ကုန်ကြောင်းတချို့သောကွင်းတွေမှာဇဘာမရေရသေးပေမဲ့မိုးရွာတဲ့အတွက်ဇဘာပင်တွေလဲကျပျက်စီးတာတွေလည်းရှိကြောင်းနဲ့တောင်သူတွေရဲ့တောကတွေလည်းမတူညီကြောင်း၎င်းတောင်သူကပြောပါရယ်မိုးထီပြီးရေမြုပ်ခဲ့တဲ့ဇဘာတွေကြသွားပါကစံသားမကောင်းတော့ကြောင်းနဲ့စံရည်အသွေးလဲကြကုန်ကြောင်းအဝါရောင်ဖောက်ပြီးဇဘာကုန်တွေတွေလည်းမကြိုက်ကြတော့ကြောင်းနဲ့ ကျက်စာဘဲစာအဖြစ်လောက်သာဈေးရနိုင်တော့ကြောင်းစဘာဆိုင်တောင်သူတွေရဲ့ပြောကြားချက်တွေအရသိရပါဗျ။အဲ့လိုပဲစဘာပြင်တွေရေသိမ်းနေစေကာလမှာအချိန်ခါမဟုတ်မိုးရွာသွန်းတဲ့အပြင်ပင်လယ်ရေတက်တဲ့အတွက်စဘာခွင်းတွေရင်းနှီးမြှုပ်မှုအများပြားဖြစ်ပေါ်ခဲ့ကြောင်းပေါမျိုးနယ်ကစဘာဆိုင်တောင်သူတို့ကပြောပါဗျ။ဒါဖြင့်ရေဆိုနေတဲ့စဘာတွေကိုကြိတ်ခွဲရမှာလဲစဘာတွေကြေးတာဆံဝါဖောက်တာတွေဖြစ်ပွားပြီးလေသမားတွေဈေးကောင်းမရပဲဆုံးရှုံးမှုတွေဖြစ်ပေါ်နေကြောင်း၎င်းတောင်သူကဆိုပါတယ်မိုးစဘာတွေရင်းမဲ့ပြီးရိမ့်မဲ့စိုက်အေက စိုက်ပျိုးချိန်နဲ့ပြန်ရှင်ကြည့်ပါကစိုက်ပျိုးချိန်စောတဲ့ဧကတချို့မှာအခုရိတ်သိမ်းချိန်မှာထိခိုက်မှုတွေရှိနေကြောင်းစိုက်ပျိုးရေးဌာနကတာဝန်ရှိသူတို့ကပြောပါရယ်အခုနှစ်မွန်ပြည်နယ်အတွင်းမိုးစမဆိုင်ဧက6သိန်း9000ကျော်ရှိကြောင်းစိုက်ပျိုးရေးဦးစီးဌာနနဲ့နှိစက်သူတွေထံကသိရပါရယ်